ခမရဲ့စိတ်ထဲမှာ slogan ကိုအားလက်ချိန်တိုင်းမှာစောကျင်တဲ့စိတ်ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီနေ့ပြိုလေးကခမရတက်ပါပဲအားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်အဒီနေ့ပြိုလေးမှာတော့ slogan စောကျင်စိတ်ကိုကျွန်တော်ရဲ့စိတ်ထဲကနေဘယ်လိုဖယ်ရှားရမလဲဆိုတဲ့အကြောင်းအလေးနဲ့ပတ်သက်ပြီးကျွန်တော် လေ့လာထားသလောက်နဲ့အထင်မြင်စားချက်လေးအချို့ကိုညွှန်ပြပေးသားမှာပါဒီလိုလေးကထုံးစံတိုင်းပဲဒီဂိမ်းတွေကိုမဆော့ဖို့အတွက်အဓိကတားကတ်ထားပြီးပြောထားတာဖြစ်တဲ့အတွက် ဒီဘလေးကိုအဆုံးလေးကြည့်ပြီးသွားရင်တော့ခမရအတွက်အကျိုးကျေးဇူးတစ်စုံတစ်ခုကြံခိုင်းလိုက်မယ်လို့ကျွန်တော်အာမခံပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ဆက်လိုက်ကြရအောင်။ဟုတ်ပါတယ်။ slogan ဆိုတဲ့အနေအထားကကျွန်တော်ရဲ့လက်ထဲမှာ ဖုန်းရှိတယ်အင်တာနက်ပဲရှိတယ်အပြုကတော့ဘန်ကောက်ထဲမှာကျွန်တော်တို့တွေအစွန်းထက်9000ဒါမှမဟုတ်6000ပေါ့နော် KB ဝေပြီးအစားရှိတဲ့ဒီပေါ့နော်အမိုဘိုင်းဘန်ကင်းတစ်ခုခုထဲမှာလာပတ်စံရှိမယ်ဆိုလို့ရှိရင်ဆိုပါပြောဖုန်းလည်းရှိရဲ့အင်တာနက်လည်းရှိရဲ့ပတ်စံလေးလည်းငွေပုံငွေစာလေးရှိနေရဲ့ဆိုလို့ရှိရင်တော့ဒီကိန်းနေစော့နေကြလူတယောက်ကဒီကိန်းနေစီကို တားကထွားပြီးတော့သူတို့ရဲ့အားလက်ချိန်လေးကိုအချိန်ဖြုန်းကြလိမ့်မယ်ပေါ့နော်အဲဥမာတက်စီဆွဲတဲ့လူတယောက်ဆိုလို့ရှိရင်လည်းသူကပုံမှန်သူ့ရဲ့တနေ့တာကိုတက်စီဆွဲတယ်အုံနာချေးပေးတယ်ပြောရလို့ရှိရင်မိမကိုအပ်ရမယ်မိသားစုကိုအပ်ရမယ်ဒီငွေပါနာသူရှာတယ်ပေါ့နော်ဒါအပြင်ကိုသူ့ရဲ့ဒီပင်ပန်းနဲ့အချိန်လေးကိုထပ်ပြီး upgrade လုပ်လိုက်တယ်ပြောချင်တာကကျွန်တော်တို့တွေအဲတနေ့မှာဘောနော်သူက၄၅ချောင်းဆွဲရမှဆိုလို့ရှိရင်နောက်တဲ့၂ချောင်းတော့ပိုဆွဲပြီးတော့အဲ့ဒီ၂ချောင်းစာကိုအခုလို slot ကိန်းနေတယ်မှာရင်းနှီးမြုပ်လန်းနေရှိရပေါ့နော် ခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာအကယ်၍ဒါဒီဂိမ်းမှာဒါဒီနိုင်နေဆိုလို့ရှိရင်အစောပြလို့အဲသူတတ်မှတ်ထားတဲ့အုံနာကြီးမိသားစုကိုပေးရမယ့်ပတ်စံဒါဆိုရင်ရပြီလေဗျာဟုတ်တယ်မလားနိုင်နေပတ်စံကသူသုံးလို့ရတယ်ဗျာအဲ့လိုမဘဲနဲ့သူ့ကိုယ်သူရှုံးမှမှန်းတိတိကြီးနဲ့ဘာဖြစ်လို့ပေါ့နော်ဒီဂိမ်းတက်ပင်ပန်းခံနေရလဲဆိုတာတော့စောပြောလို့စောကျင်တဲ့စိတ်ကြီးကကျွန်တော်တို့ရဲ့အုံနာတွေကိုဖုံးလွှမ်းနေတဲ့အတွက်ကြောင့်အခုလိုဖြစ်တာပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေလွယ်လွယ်လေးနဲ့မျိုးလုံးထဲမှာမြင်တော်အောင်ပြောရမယ်ဗျာ မီးဆိုတဲ့အရာကပူပါတယ်အဲ့လိုပဲဒီ slogan တွေကလည်းစောရင်ရှုံးမှအစာပန်းကိုပေးတယ်အေးနောက်ပိုင်းညာရှုံးမှမင်းထပ်ပြီးဆွဲလေလေမင်းရမွဲလေလေဆိုတဲ့အတ္တိရားတစ်ခုဒါဒီလူကောင်းတိုင်းမှာရှိနေမယ်ဆိုလို့ရှိရင်ဒီ game ကိုထတ်ဆောင်မလားပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တိထားမှာတစ်ခုကခုကျွန်တော်တို့ဆော့လိုက်တယ်ဗျာရှုံးသွားတယ်โอเคပိုက်ဆံနေအများကြီးရှုံးသွားတဲ့ဘဝကြီးတော်တော်ပြတ်သွားတယ်ဒါပေမဲ့အရှုံးမပြေပဲနဲ့ဘဝကိုတစ်ကနေပြန်ဆပါ ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရှုံးခဲ့တဲ့ရှုံးကြီးတွေပြီးသွားရင်ကျွန်တော်တို့ပေးဆက်ခဲ့တဲ့ຢာတွေအားလုံးကိုနောင်လာနောင်သားတွေအဲပြီးသွားလို့ရှိရင်ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ဒီဂိမ်းကိုစပြီးဆော့နေမဲ့လူတွေကိုလည်းပြန်ပြီးဝေမျှပေးသေးချင်ပါတယ်ကျွန်တော်ဗီဒီယိုတွေရဲ့အောက်မှာဆိုလို့ရှိရင်ကွန်မန့်နေမှာ အဲလူတော်တော်များများပေါ့နော်သူတို့တွေဘလောက်ရှုံးထားတယ်ဒီကိန်းကိုမဆော့ပါနဲ့ဆိုတဲ့လူကများပါတယ်အဲကျွန်တော်ဒီဗီဒီယိုက YouTube မှာတင်ထားတာဖြစ်တဲ့အတွက် YouTube မှာဆိုအမှန်ကန်လူတွေများကြတယ်ပေါ့နော် TikTok မှာဆိုလို့ရှိရင်ကြတော့ဒီကိန်းအေဂျင့်တွေများတာဖြစ်တဲ့အတွက်ငါဆိုဘလောက်နိုင်တာဘလို့နိုင်တာဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးပြောကြတယ်ပေါ့ဒီလူတွေကကိန်းအေဂျင့်တွေအားရဖြစ်တဲ့အတွက်ခုလိုစောတဲ့လူတွေရှိမှသူတို့ကဝမ်းစာမှန်မှာပေါ့နော်အဲ့လိုဝမ်းစာမှန်တဲ့အခါကျမှလည်းအဲသူတို့ကနေ့စဉ်လဲပတ်လို့ရမှာ သူတို့တွေကအဲသူတို့ကောင်းစားဖို့အတွက်တခြားလူတွေကိုအဲသူတို့တွေချနေတာဗောနော်ဒါကလည်းခင်ဗျားတို့လည်းကလေးမဟုတ်ဘူးဗျာသိတယ်ဟုတ်တယ်မဟုတ်လားဒါဆိုလို့ရှိရင်အဲကျွန်တော်တို့တွေအဲ slogan ထဲမှာထည့်နေတဲ့ငွေတွေကဘယ်သူတွေသုံးနေတာလဲဘယ်သူတွေအတွက်လဲဆိုတာခင်ဗျားတို့တွေမျိုးလုံးထဲမှာကွန်းကွန်းကမြင်မယ်လို့ထင်တယ်နံပါတ်1ကတော့ agent နေသူတို့ပါစန်တေးနဲ့စားပြီးွားတော့အချီးကိုရောသူတို့အထက်ကဗောနော်ဒီ ိုယ်စလဲလောင်းနေပေါ့ဗျာသူတို့အထက်ကဒီ company company ပိုင်ရှင်တွေကိုအဲတစ်ဆင့်တစ်ဆင့်နဲ့ထပ်ပြီးတော့ဖြန့်လာပါတော့သူတို့စီကိုဖြတ်ပြီးပေးတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တနေ့တာလောအားကတည်းကအဲဒီ7ပုံ2ပုံလောက်ကဘဒုအတွက်ကျွန်တော်တို့လှုပ်ကြွေနေရလဲဆိုတော့ခမရတို့မျိုးလုံးနဲ့မှာအခုချိန်ကြီးမမြင်သေးဘူးဆိုလို့ရှိရင်တော့အဲသိကြတယ်ခမရကဒီ game နဲ့မှာတော်တော်လေးကိုဘယ်လိုပြောမလဲစိတ်အာရုံနှစ်နေပြီလို့ပြောလို့ရတယ်ဒီချိန်ကြီးခမရကဒီ game ကိုမမောနေတော့ဆိုလို့ရှိရင်အဲဆက်ပြီးကြည့်ကြည့်လိုက်မယ်โอเค ညီပြောတာကိုလည်းအကိုတို့တွေနားလဲတယ်မှန်တယ်ဒီကိန်းကဆော့ရင်ရှုံးမှာဆိုတာလည်းသိတယ်အကိုပထမဆုံးကဆော့ခဲ့တယ်လို့အချီလေးရခဲ့လို့ရှင်တော်ပြီဆိုတော့ဒီအတွေးလေးနဲ့အကိုဆော့နေတာအဲ့ဒါဖြစ်တဲ့အတွက်အစောအကိုတို့ပြောလို့ဒီအချီလေးတစ်ခါရပြီဆိုတာနဲ့အကိုတို့မဆော့တော့ဘူးဆိုတာကိုကိုတို့ကိုအာမခံတယ်ဘာညာဆိုပြီးပြောအကိုတို့ရဲ့စိတ်တွေထဲမှာရှိနေလဲပေါ့နော်အဲ့လိုမျိုးရှိနေတာကလည်းအမှန်နဲ့ဒါပေမဲ့လည်းကျွန်တော်တို့ တကယ်မလို့ဒါအဲအစောကပြောလို့အချီးရခဲ့မယ်ဆိုလို့ရှင်လေခမရတို့တွေရက်တန့်သွားမှာမဟုတ်ဘူးသားကျွန်တော်ရဲရဲအာမခံတယ်ဘာလို့လဲဆိုတော့ဒီ sources ကိုမသိသေးလို့ပေါ့နော် okay ဒါဆိုလို့ရှင် resources ကဘာလဲဆိုလို့ရှင်ရယ်အဲပြန်ပြီးတော့ကျွန်တော်တွေအဲဝေဖန်ကြည့်လိုက်ကြရအောင်ဒီ game ကိုကျွန်တော်တို့တွေစပြီးစော့ကျင်သေးဖြစ်လာတဲ့အချိန်တွေကိုခမရတေချာချရေးလိုက်ပါ ဟုတ်ပါတယ်အဲအစဉ်ဗီဒီယိုရေးမှာပြောခဲ့လို့ပဲကျွန်တော်တို့တယောက်တည်းရှိတဲ့အချိန်ဒီမှာဒီကိန်းတွေဆော့ကျင်လာတယ်အဲအိမ်မှာဆိုလို့ရှိရင်ပေါ့နော်အဲကိုယ့်ရဲ့မိသားစုအားလုံးကနှစ်ချက်ဆိုအိပ်ပျော်နေပြီကိုကအိမ်မပျော်တဲ့ခါမှာဆိုလို့ရှိရင်လည်းအဲတခြားအရာတွေလုံးမဲ့စားဒီကိန်းလေးမှာနိုင်ပိုင်းဒါမှမဟုတ်မိနစ်ပိုင်းလောက်အချိန်ဖြုန်းသက်လေးရှိတယ်ပေါ့နော်အခုလိုပုံစံမျိုးလေးဆိုရင်ဆိုလို့ရှိရင်ခမရကဆော့လေးဆော့တာရှိပါတယ်ဘယ်အချိန်နေလဲဆိုတော့ခမရစာအုပ်ပေါ်မှာချရေးဒီအချိန်နေနေရာမှာငါဘယ်အရာလေးခုနဲ့အစားထိုးလို့ရမလဲဆိုတော့ကိုယ့်ဘာကိုပြန်တွေးပါခမရ ဆယ်ကမှာ၄၅ကလောက်အစားထိုးလို့ရမှာဆိုလို့ရှိရင်ဆယ်ရက်မှာကုန်မဲ့ငွေ၁၀သိန်းက၄ရက်လောက်အစားထိုးလို့ရမှာဆိုလို့ရှိရင်ခမရအတွက်၆သိန်းလောက်ပေါ့နော်၆သိန်းလောက်ပဲကုန်နေမယ်အဲကျန်တဲ့၄သိန်းလောက်ကဆိုရပြောလို့တခြားဒီအိမ်အတွက်လိုအပ်တဲ့အရာတွေမှာထည့်လို့ရတယ်အဲ့လိုပုံစံမျိုးလေးတဖြည်းဖြည်းချင်းဖြတ်လာနိုင်လို့လည်းရတယ်ဒုံးတိမဖြတ်နိုင်တော့မှအခုလိုပုံစံမျိုးလေးလုပ်လို့ရပါတယ် ခတ်တာကဗျာလူကြီးတွေကကြာတာပြောရခတ်တယ်เนาะငါလုံးမငါအမှန်ဆိုတဲ့အတွေးတွေရှိကြတယ်အဲဒီညာကလည်းကျွန်တော်ဒီညာမှာပြောချင်တာကလူကြီးတွေကိုမကောင်းဘူးလို့ပြောချင်ပါတယ်ကိုရဲ့ဒီငယ်တဲ့လူအပဲဖြစ်နေနေအကိုနဲ့ရွယ်ရွယ်ပဲဖြစ်နေနေကိုရဲ့သားသမီးအပဲဖြစ်နေနေပေါ့နော်ကိုမားနေတဲ့လမ်းတစ်ခုကိုထောက်ပြလို့ရှင်တော့လက်ခံတဲ့မှာလဲအဲ့လိုလက်ခံနိုင်မှာလဲလူကြီးပိသားတယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါကြောင့်မလို့အဲဒီဗီဒီယိုကိုလူငယ်တွေကြည့်နေမှာဆိုလို့ရှင်လဲ ကိုယ့်ရဲ့ပေါ်တော့ဆွေမျိုးသားချင်းလူကြီးတွေထဲမှာကုလိုအမားတွေလုံနေဆိုလို့ရှိရင်ခမရတွေထောက်ပြပေးပါတစ်ခါမြတ်နှစ်ခါပြောပါဘောနော်သူကိုကိုအမြင်ကပ်ပြီးမခေါ်ရင်မခေါ်သွားပါစေကျွန်တော်တို့ကတော့ကျွန်တော်တို့ရသလားတော့ကဲရမှာဘောနော်အခုလေပုံစံမျိုးလေးလှုပ်စေချင်ပါတယ်ကျွန်တော်ကဘာကြောင့်ဒီဂိမ်းတွေကိုမဆော့ဖို့အတွက်ပြောနေရတာလဲဆိုလို့ရှိရင်ကျွန်တော်မျက်စိရှိမှာ ပေါ့နော်အဲချက်ချင်းလက်ငင်းကိုစုတ်ပြတ်တက်သွားတဲ့ဘဝတွေကျွန်တော်တွေ့ရတယ်ဗျာ ဒါကကျွန်တော်မျက်စိရှိမှာပဲတွေ့ရတာဒီကျွန်တော်ရဲ့ဒီပေါ်တော့ viewer တွေရဲ့မျက်လုံးထဲမှာရော viewer တွေရဲ့မျက်စိရှိမှာရောအခုလိုမျိုးဘဝတွေစုပ်ပြတ်တက်သွားတာကြီးလဲခင်ဗျားတို့တွေ့မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတဲ့ comment တွေကပို့ပြီးတော့ထိရောက်ပါတယ်ဒါကြောင့်မလို့ခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်မှာဒီ game နဲ့ပတ်သက်လို့ဘဝတွေစုပ်ပြတ်တက်သွားခဲ့တဲ့လူတွေရှိခဲ့လို့ရှိရင်လဲအောက်က comment မှာဝင်ရေးပေးကြဖို့ကျွန်တော်အနေနဲ့ဒီနေရာကမေတ္တာရက်ခံပါတယ်ပေါ့နော် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကိုခြုံငုံလိုက်မှာဆိုလို့ရှိရင်နံပါတ်1ကတော့ကျွန်တော်တို့ search engine စိတ်ကိုဘယ်လိုသားမြင်ရမလဲဆိုတာကဒီကိန်းနေရဲ့ဆိုးခွက်တွေကြီးကိုပဲခင်ဗျားတို့တွေလိုက်လံစူဆောင်းပါဘောနော်ပြီးတော့လည်းရှိရင်အခုလို YouTube မှာကျွန်တော်ရဲ့ဗီဒီယိုလေးတွေလည်းတင်ထားရှိတယ်အဲကျွန်တော်ရဲ့ဗီဒီယိုလေးတော့ဝင်မပြီးွားလို့ရှိရင်ဘေးမှာရှိတဲ့ playlist ဆိုတဲ့အထဲမှာအဲ slot gain နေအကြောင်းဆိုပြီးရေးထားတယ်ဘောနော်ဗီဒီယိုလေး၅ဖို့လောက်ရှိတယ်အဲ၅ဖို့လောက်ကိုကြည့်ပြီးသွားတဲ့အခါမှာခင်ဗျားဒီကိန်းကိုဖြတ်နိုင်လိမ့်မယ်ဆိုအဲကျွန်တော်အာမခံတယ်ဘောနော်အကယ်၍တရားရဂိုင်းတော်ကြီးမဖြတ်နိုင်ခဲ့ဘူး ဆိုရင်တောင်မှပဲ60ရာခိုင်နှုန်းတော့ဆော့ကျင်စိတ်မရှိတော့ဘူးလို့ကျွန်တော်အမှတ်ခံပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကြည့်ပြီး gain ပြတ်သွားတဲ့လူတွေလည်းတော်တော်များပါရဲ့ဗောနော်။သူတို့တွေလည်းကျွန်တော်လာပြီးတော့ကျေးဇူးတင်ပါဆိုတဲ့ကြောင့်ပြောကြတယ်။ဒီရတွေလည်းကျွန်တော်ပီတိဖြစ်ရပါတယ်။အဲ့လိုမျိုးကျွန်တော်ကိုထောက်ခံတဲ့အတွက်လည်းကျွန်တော်အခုလိုဗီဒီယိုတွေဖန်တီးနိုင်တာဖြစ်တယ်ဗောနော်။ โอเคဒါဆိုလို့ရှိရင်တော့ဆော့ပြောလို့ပဲဒီ slogan တွေကိုကျွန်တော်ဆော့ရမယ့်အချိန်တွေကိုချော့ချပါပြီးတော့လို့ရှိရင်တခြားအရာတွေနဲ့အစားထိုးပါဘောเนาะနောက်တစ်ခုကဒီ game တွေကိုအချိန်ပေးလိုက်တဲ့အခါမှာခမရဲ့မိသားစုကိုခမရလက်လီရှုခဲ့တဲ့ပုံစံမျိုးတွေအတော်တော်လေးကိုများနေပါပြီဒီအရာတွေအတွက်ပြန်ပြီးတော့အချိန်ပေးလိုက်ပါခမရရဲ့အရင်နှောင်းကစူးစမ်းပြီးအာယုံဆိုင်ခဲ့တဲ့ခမရရဲ့အလုပ်ကိုလည်းပြန်ပြီးအာယုံဆိုင်လိုက်ပါဘောเนาะပြီးတော့ခမရမိသားစုကခမရပေါ်မှာပဲရက်တည်ထားတာဖြစ်တဲ့အတွက်ခမရကမှန်နေဖို့လိုပါတယ် အဲ့ဒါဖြစ်တဲ့အတွက်ဒီနေ့ကစပြီးတော့ခမရဘဝကိုတက်ကနေပြန်စပါအကယ်၍ကိုကလုံးဝကြီးအဆုံးထိမရောက်သေးဘူးဆိုလို့ရှိရင်လည်းနောက် ပြန်လှည့်ပြီးတော့အကောင်းဆုံးနေရာကနေပြန်လဲပြီးတော့နိုးထလာပါပေါ့နော်အတယောက်တည်းရှိနေတဲ့အချိန်မျိုးချော့ချပါပြီးသွားလို့ရှိရင်ဂိမ်းစောနေတဲ့တငယ်ချင်းတွေကိုဖြစ်နိုင်လို့ရှိရင်မပေါင်းတော့တာကောင်းပါလေဒီဂိမ်းတွေကိုမဆော့ဖို့ဆိုလို့ရှိရင်တော့မဆော့ကျင်သေးဖြစ်အောင်ကိုယ့်ရဲ့စိတ်ကိုမွေးမြူလိုပါတယ်ဒီအကြောင်းအရာလေးတွေကိုခမတွင်းတွင်းနဲ့ဒီဂိမ်းတွေကို တေချာပါဆွန်းတော့လာနိုင်ပါလိမ့်မယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်လာမယ့်ဗီဒီယိုလေးမှာလည်းဒီ slogan နဲ့ပတ်သက်လို့ပေါ့နော်ဟတ်ထားခံရတဲ့အကြောင်းအရာတွေဘန်ကောက်တွေပါသွားတဲ့အကြောင်းအရာတွေပေါ့နော်ဒီအကြောင်းအရာလေးတွေကိုစုဆောင်းပြီးတော့နောက်တစ်ပတ်ရဲ့တောက်ကြနေ၈နာရီမှာအဲပြန်လာခဲ့ပါမယ်ပေါ့နော်ကျွန်တော်ကတော့တုံးစံနဲ့ခင်ဗျားတို့ကိုအကျိုးပြုပေးနေတဲ့ modern techno ပါ